ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ။ Jack Cloud Channel အနေနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်။အခုကျွန်တော်ကျွန်တော်တို့မယူနဲ့ Brighton နဲ့ပွဲကြိုသုံးသက်ချက်လေးပြောချင်လို့ဖြစ်ပါတယ်။ကျွန်တော်မယူကဒီ Brighton နဲ့တွေ့တိုင်းကိုကျွန်တော်တို့တိုင်ပတ်နေတာเนาะ။ဒီပြီးခဲ့တဲ့၅ပွဲမှာဆိုရင်ကျွန်တော်၄ပွဲအထိရှုံးထားတယ်ပေါ့เนาะ။တပွဲမှမသိရဘူး။တပွဲတော့နိုင်ပါတယ်။နိုင်နိုင်တဲ့ပွဲကလည်း2023 24ရည်တော့ပဲဒူးစီးနဲ့နိုင်ထားတာပါ ဒီတဲ့လေးပွဲတော့အကုန်လုံး2 1 3 1နဲ့ရှုံးခဲ့တာပေါ့နော်ဒီ predator နဲ့တွေ့တိုင်းကိုကျွန်တော်ကတိုင်ပတ်နေတာပေါ့နော်တချို့အစ်တနေနိုင်တယ်ဒါပေမဲ့ဒီ predator ကိုမနိုင်ဘူးဖြစ်နေတယ်နော်အဲ့ဒါအခုအမိုရင်ဒါဒီ predator ကိုနိုင်မယ်ဆိုရင်အတင်းကနည်းနည်းလေးဘယ်လိုပြောရမလဲသူ့တက်လာတယ်လို့ယူဆလို့ရပါဘောနော်အဲ့လိုပြောချင်တာဒီပြီးခဲ့တဲ့ချက်စီကိုလည်းနိုင်တယ်အခုလီဗာပူးကိုလည်းထပ်နိုင်တယ် တမဲမန်စီတီကိုတော့3-0နဲ့ရှုံးထားတာပေါ့နော်အားတော့ပြောတော့ဒီပရိုက်တန်လည်းအခုပြီးခဲ့တဲ့၅ပွဲကိုတပွဲမှမရှုံးခဲ့ဘူးကျွန်တော်တို့မန်ယူကလည်းနောက်ဆုံး၅ပွဲမှာပေါ့နော်ကျွန်တော်တို့ချက်စီလည်းနိုင်တယ်ဒီပါဘူးလည်းနိုင်ထားတယ်ပြီးရင်ဆန်ဒါလန်ကိုလည်းနိုင်ထားတယ်ပေါ့နော်မန်စီတီကိုတော့ရှုံးထားတယ်ပေါ့နော်ပရိုက်တန်နဲ့ပွဲကိုနော်ဒီစနေနေ့ညညမာဆန်တော်ချိန်နဲ့ဆိုရင်၁၇နိုင်ပေါ့နော်ထိုင်းဆန်တော်ချိန်ဆိုရင်၁၇နိုင်ခွဲမှာကမ်းမှာဖြစ်လို့ ကျွန်တော်တို့တို့ကြည့်လို့ရပါတော့။ Brighton ကောင်းတယ်တကယ်ကောင်းတယ်။အဲ့ဒီ number 16 Welbeck လည်းတအားကောင်းတယ်။ Premier League မှာဆိုရင်ဒီကောင်လီလီဂိုးထိတောင်တွင်ထားတယ်ပေါ့နော်။လီဂို Chelsea ကိုလည်း Chelsea ကိုလည်း Brighton နိုင်တယ်။ဒီ Premier League Premier League ဆရာမှာဆိုရင်ကျွန်တော်တို့ရဲ့ Man U ကအဆင့်9မှာနော်။ Man U ကအဆင့်9မှာရပ်တည်နေတယ်။ Brighton ကအဆင့်30မှာ။ Line up ကတော့ကျွန်တော်တို့ Amorin ရဲ့ထုံးစံအတိုင်းပဲ။ 3လေးနှစ်တင်တဲ့ကစားမှာဖြစ်ပါတယ်။ကိုဒမာကတော့ကျွန်တော်တို့ရဲ့ကျေပွင့်ကိုဒမာလေးစနီလမ်းမှာဖြစ်ပါတယ်။ဘေဝင်းကတော့ဘေစိုက်ဘက်ဘေကတော့ရှော့ဖြစ်ပါတယ်။ရှော့ရဲ့ရှော့ရဲ့ပြီးရင်စနဘက်ကယူရိုရဲ့ပြီးရင်ညာ right back ကဒီလိုက်ဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့အလေတိုင်း midfielder ၄ယောက်က ညာမစ်ဖီးဒါ right မစ်ဖီးဒါကအမတ်တရာလို့ဖြစ်ပါတယ်ပြီးရင်အလင်းနှစ်ယောက်ကဘရူနိုရယ်ဥကာသေးရယ်ပြီးရင်ဘယ် left mid fielder ကတော့ဒါလောက်ဖြစ်ပါတယ်ပြီးရင် assistant mid fielder နှစ်ယောက်ကတော့အမ်ဘူမိုရယ်ခွညာရယ်နော်ပြီးရင်ကျွန်တော်တို့ရဲ့ CF center forward ကတော့ Cisco ဖြစ်ပါတယ် Brandon အနေနဲ့လည်းသူတို့ရဲ့ကစားကွက်အတိုင်း၄နှစ်၃နှစ်နဲ့ပဲသူတို့ကစားမှာဖြစ်ပါတယ် ဒီပွဲကတော့ကျွန်တော်တို့မှယူရဲ့အိမ်ကွင်းဖြစ်ပါတယ်။ကဲအားလုံးပဲကျေးဇူးတင်ပါတယ်။ပွဲပြီးရင်လည်းပွဲပြီးတုံးတဲ့ချက်ကျွန်တော်လုပ်ပြီးမှဖြစ်လို့ပွဲပြီးသွားရင်လည်းပွဲပြီးတုံးတဲ့ချက်နေနဲ့လုပ်ပြီးမှဖြစ်လို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ။